အာတကယ်တကယ်တကယ်စက်သိန်းထားအခုပြောပြရအောင်စက်သိန်းထားတကယ်စားလာခဲ့ရလေပဟေနီဆက်ဆန်ကြီးစားလာကလေးကိုကအဲ့တော့လိုက်ကအနီးတွေဂျားထဲမှာကိုရီးယားငုတ်တုတ်လေးထိုင်ထိုင်ပြီးတော့ကစားပွဲကဘာတွေဖြစ်မလဲဆိုတော့အဲစိတ်လှုပ်ရှားမှုကအပြစ်ဘလို့အချိန်မှာဘာလုပ်ရမလဲမသိရအောင်ဘာပလန်မှလည်းမသိရအောင်အဲ့ဒီလုံးရညာကလာတာတာကစားမှာအဲ့တော့ ငယ်တော့အဆိုးဖြစ်တာအပျော်ပေါ့နော်အခုအဲ့လိုမဟုတ်စက်သိန်းထစရာကောင်းအောင်ကိုဆိုထားတာအမလေးအမလေးမလေးမလေးတယောက်တည်းလေဝင်းသားဖြစ်တဲ့သူကအဲ့တယောက်တည်းကိုဖြစ်နေရဖြစ်တဲ့ကိုကိုကိုလည်းရီမှန်းချကြည့်ရယ်ငါပဲဝင်းသားဖြစ်ရမယ်ပေါ့နော်ငါပဲနိုင်ရမယ်ဆိုတော့စိတ်စလာခဲ့ရအဲ့စိတ်နဲ့ပဲဆော့ခဲ့ရကြိုးပြောထားတယ်နော်မညာဘူးကစားပွဲကကစားပွဲပဲမင်းကလေးယောက်ျားလေးမသိဘူးเนาะကျွန်တော်တော့မညာဘူးပြိုင်ပွဲဝင်ပြိုင်ပြီဆိုရင်အဲ့ပြိုင်ပွဲကိုစိန်ခေါ်မှတော့ကျွန်တော်တောင်းဝင်မယ်ကစားသမားတယောက်နေနေပဲ007 lucky 7အဲ့ တိုင်းပဲကြည့်တော့ကီလာကစားပွဲမှာကစားသမားနံပါတ်3939ခုနှစ်ဖြစ်ပါတယ်ခင်ဗျာ lucky 7ပါ lucky 7လေးခုနှစ်ခုနှစ်အာတကယ်တကယ်တကယ်စက်သိန်းထားအခုပြောပြနေတော့စက်သိန်းထားတကယ်ဟိုဘယ်လိုပြောမလို့ဟို feeling ရလေဟိုကစားပွဲဆိုပုံမှန်ကစားပွဲပြိုင်ပွဲလိုပဲအဲ့လိုပဲရှိကြတာကိုတော်တော်များအဲ့လိုပဲထင်ကြသူမဟုတ်အခုစားလာခဲ့ရလေဟိုဘယ်လိုပြောမလို့ပဟေနိဆက်ဆန်ဒါစားလာကလေးကိုကသူတို့တွေအခန်းတိုင်းခန်းတိုင်းဒီမှာကို number လေးနဲ့ကို့အခန်းနဲ့ကိုပေါ့နော် ကိုယ်ဘေးကန်းကတ်ရက်ကလည်းဘာလို့ဖြစ်မလဲမသိဒီနောက်ကခံရလည်းဘာလို့ဖြစ်မလဲရှေ့အမြန်နဲ့ရှင်းဆိုင်ခံရလည်းဘာလို့ဖြစ်မလဲမသိအဲ့တော့လှိုက်ကအနီးတွေကြားထဲမှာကိုရီးယားငုတ်တုတ်လေးထိုင်အဲ့လိုမျိုးတွေပေါ့နော်အထွက်လိုက်တော့သိပါလိမ့်မယ်ကျွန်တော်ဒါအခုကလေးကပြောရင်ဟို game program သူတို့ဘယ်လိုလုပ်ထားလဲဆိုတာတခါတည်းသိပြီးသားဖြစ်မှာဆိုလို့ကျွန်တော်ဒါ sub feeling တွေကိုပဲပြောပြလိုက်တယ်အဲ့လိုလာတယ်လာပြီးတော့ငုတ်တုတ်ကြီးထိုင်နေရထိုင်ပြီးတော့ကစားပွဲကဘာတွေဖြစ်မလဲဆိုတော့အဲစိတ်လှုပ်ရှားမှုကအပြည့်ပေးရှင်ခေါ်မလဲဘလို့အချိန်မှာဘာလုပ်ရမလဲမသိရအောင်ဘာပလန်မှလည်းမသိရအောင် အဲ့လိုမျိုးဘသူဘယ်ဝမ်းမလဲမသိစပြီးတော့ဝင်ပြိုင်မယ် okay ဝင်ပြိုင်ပြီဆိုတာနဲ့အဲကစားပွဲဘင်ချိန်သတ်မှတ်တဲ့အချိန်မှာလာရမယ်ရောက်ရမယ်အဲ့ဒါပဲသူတို့ရောက်တာနဲ့အကုန်လုံးပြင်ဆင်ပြီးတော့လုပ်ထားတာအဲ့အဲ့ feeling ကအရင်မှိုက်တယ်တီလုံးပေါ့နော်အဲ့တီလုံးရညာကလာတာတာကစားမှာအဲ့တော့ငွေတော့အဆိုးဖြစ်တာအပျော်ပေါ့နော်အခုအဲ့လိုမဟုတ်စက်သိန်းထစရာကောင်းအောင်ကိုဆိုထားတာအမလေးအမလေးမလေးမလေးအဲ့အဲ့ feeling ကအခုရှင်ဒီပြောရင်တော့မှတတိယနေတော့ပဲညာကာ ချက်သိမ်းထားစရာကောင်းတကယ်ချက်သိမ်းထားအဲ့အတီလုံးတန်ကြားပြီးတော့လေအချင်းချင်းနေဘာပြန်ရမလဲတယောက်ကိုတယောက်မျက်နှာကြည့်ပြီးဘာသိလားမသိဘူးဟောသိလားမသိဘူးအေးဘာလုပ်ရမလဲမသိဘူးနော်မသိဘူးအဖွဲလိုက်ကြမှာလားမသိဘူးနော်မသိဘူးအဲ့လိုအဲ့လိုတွေဖြစ်နေရအဲ့တော့အကြလာတဲ့အခါတွေမှာလည်းအဲဘယ်လိုပြောမလဲအားပြန်ရတာတွေရောတင်လာစိတ်ရောလူရောအယမ်းပင်ပန်းတာနောက်ပိုင်းဆိုဇက်ဇက်ဇက်ထွက်လာတော့မှာပေါ့နော်ဘသူကဘလိုကစားရတယ်ဘသူကဘလိုတွေဖြစ်ကြရတယ်ဘလိုတွေရောက်ရတဲ့ခက်ကြရလဲအဲ့လိုမျိုးဩတကယ် အဲ့ဒါပြောလို့မရအောင်ဒီလားပြောချင်တယ်ပြောလို့မရအောင်ဘာလို့လဲစာချုပ်ချုပ်တာရတယ်ပြောလို့မရအောင်အဲ့ဒါဒါပေမဲ့ reality show ဖြစ်တာဖြစ်တဲ့အတွက်အတန်နဲ့လူတိုင်းမှာတတ်ထားတယ် CCTV လည်းတတ်ထားတယ်ဘတ်ပေါင်းဆောင်ကင်မရာတွေကအလုံး၁၀လုံးမကအထက်ရှိတယ်ဆိုတော့နည်းနည်းလေးလှည့်ကြည့်လိုက်တာလှုပ်လိုက်တာနဲ့အကုန်လုံး record ယူထားပြီးသားအဲ့ဒါတွေက reality ဖြစ်တာဖြစ်တဲ့အတွက်ဘသူတွေကဘာတွေပြောထားလဲဘသူအတောင်ဘသူအတင်းကိုတုတ်ထားလဲဘသူတွေကဘာတွေဖြစ်ကြလဲတခါတည်းအဲ့မှာ reality ဖြစ်ပြီးပါလာမှာ အဲ့လိုမျိုးလေးအဲ့တော့မှွေရှင်တာလေးမှွေခဲ့တယ်ကြောရှင်တာလည်းကြောခဲ့တယ်အဲ့တော့ထွက်လာရင်တော့ကြည်ကြည်ပေါ့နော်စီကန်းတမတ်ချက်တင်နဲ့လုံလိုက်တော့ပို့ပြီးတော့အမှားလို့မရအမှားရင်ပြန်နဲ့ထွက်ပဲဆိုတော့အဲ့ pressure လေးရှိတယ်ဒါပေမဲ့ဒီပြန်ပွဲလာပြန်တော့ဆိုတော့ဒါစုကြည်ပေါ့နော်အဲဒါလေးတွေလည်းမှန်းပြီးလာကြဆိုတော့အဲအဲ့လိုမျိုးလေးဆိုတော့အမှားမရှိအောင်လည်းနေရတယ်မင်းကလေးနဲ့ယောက်ျားလေးအဲ့ကစားပွဲထဲမှာဆိုရင်လေကစားသမားတွေပဲတလားဘယ်လိုပြောမလဲမင်းကလေးရဲ့အသက်ကြီးရဲ့လူရဲ့ဟိုနည်းနည်းလေးဟိုဟွာဖြစ်တဲ့လူရဲ့ လို့မရှိကြတော့ဘူးအသေးအတန်မိန်းကလေးဆိုလို့ရှိရင်လည်းဘလို့ဇောရည်နဲ့ဘလို့အားရရှိွားမယ်မသိဘူးကြောက်စရာယောက်ျားလေးတော်မှာရှင်းပြနိုင်နိုင်တယ်တော်မိန်းကလေးတယောက်ကလည်းအဲ့လိုလေအားရှိပြောလေးဘလို့ပြောမလို့ဟိုတခုခုဝင်ပူးနေတယ်လို့ကြီးတိလာအဲ့လိုဖြစ်သွားတဲ့အချိန်ကိုတို့အားရရှိပြောဝင်ပြိုင်တာမထင်ထားတဲ့ဟာလေးပေါ့နော်ဒါထွက်လိုက်ကြီးကြီးလိုက်ဘလို့ရီလောက်ထားရလုံးဝအသက်အတန်နေပြပြပောက်ပြလဲအာအဲ့လိုမျိုးတွေဒါပေမဲ့ကျွန်တော်ခုနှစ်နော်တော်တော်ကန်ကောင်းတယ်တော်တော်ကန်ကောင်းအဲ့ဒါလေးပဲပြောထားမယ် တယောက်တည်းလေဝင်းသားဖြစ်တယ်သူကအဲ့တယောက်တည်းကိုဖြစ်နေရဖြစ်တဲ့ကိုကိုကိုလည်းရီမန်းချကြည့်တယ်ငါပဲဝင်းသားဖြစ်ရမယ်ပေါ့နော်ငါပဲနိုင်ရမယ်ဆိုတော့စိတ်စလာခဲ့ရအဲ့စိတ်နဲ့ပဲဆော့ခဲ့ရအဲ့လိုမျိုးလေဘလို့ချန်လန့်နေဘလို့ရင်ဆိုင်မလဲအဲ့တော့မင်းကလေးမသိဘူးသွားရအောင်ဆော့မယ်အဲ့လိုပုံစံမျိုးပဲကျွန်တော်လည်းအ short မပေးဘူးကြိုးပြောထားတယ်နော်မညာဘူးကစားပွဲကကစားပွဲပဲမင်းကလေးယောက်ျားလေးမသိဘူးเนาะကျွန်တော်တော့မညာဘူးပြိုင်ပွဲဝင်ပြိုင်ပြီဆိုရင်အဲ့ပြိုင်ပွဲကိုစိန်ခေါ်မှတော့ကျွန်တော်တောင်းမှာပဲကစားသမားတယောက်နေနေပဲ007 lucky 7အဲ့ တိုင်းပဲကြီးတော့ခံစားရတဲ့ခံစားချက်ကတော့အမှတ်တရတွေအများကြီးဖြစ်ရတယ်အဲတူညီတဲ့ခံစားချက်တွေနဲ့ဝင်ပြန်ခဲ့ကြတာဖြစ်တဲ့အတွက်အချင်းချင်းတွေပို့ပြီးတော့ close ဖြစ်သွားကြတယ်ရင်းနှီးသွားကြတယ်ပြောဖို့လည်းကောင်းပါတယ်ဒီကစားပွဲပြီးရအောင်ပြောမယ်ဆိုရင်အမှတ်တရတွေနဲ့လည်းရှိခဲ့ရအောင်ပါပဲ ပြီးတော့အပြီးပါဝင်ကြတဲ့သူတွေကလည်းအကုန်လုံးအမှုပညာမောင်နှမတွေကြီးပဲဆိုတော့လေအာရိုက်ကွေးရိုက်ကွင်းမှသာတစ်ခါတလေဆုံးရရှိရမဆုံးရရှိဒီမှာကျတစုတစုကိုစုပေးပြီးတော့ရော့ကစားကြဟေးဆိုပြီးတော့အဲ့လိုပြောပေးလိုက်သလိုပဲဆိုတော့တော်တော်လေးပြောဖို့ကောင်းပါတယ်အမှတ်တရရေလည်းအများကြီးရကြပါတယ်ပြောမယ်ဆိုဝိရှင်ဒီတတိယနေတုန်းပဲပေါ့နော် သူတွေပါလဲဆိုတော့ပါတာပေါ့အများကြီးပဲအဖွဲလုံးနီးပါလို့လို့ရင်းနှီးသွားတာဆက်စားချင်းမှာတော့ဟိုရိုက်ကူးကြီးမှမစုံဘူးတဲ့သူချင်းချင်းကြတော့လဲစကားပြောတာနည်းနည်းနှုတ်ဆက်ပါလားဘယ်ဘလောက်ပဲရှိရဒါပေမဲ့ကစားပွဲတွေကလူတွေကအပြည့်ပြည့်နဲ့နည်းနည်းလာတဲ့အခါမှာပူပူပြီး close ဖြစ်ဖြစ်လာတာတိလားအဲ့လိုမျိုးကြီးအဲ့တော့လူနည်းလေးပူ close ဖြစ်လေးဟိုကြောင်နဲ့တယောက်ကလည်းပြုတ်စီရှင်တလို့လို့မပြုတ်လည်းမပြုတ်စီရှင်ကြဘူးတဲ့မလားမဖြစ်မနေဖြောက်ရမယ်ဆိုလဲဖြုတ်မယ်အဲ့လိုကြီးကိုကလည်းဖြုတ်မယ်ပေါ့ဒါပေမဲ့အဲ့လိုကြီးဖြစ်နေကြတော့ close ဖြစ်ပါတယ်အများကြီးလေဟိုအခုချိန်ထိပို့ပြီးတော့လူနေလေပို့ close ဖြစ်လေပဲအဲ့လိုပဲပြောမယ်အဲ့ဆိုတော့ဘသူတွေက close ပို့ဖြစ်စလဲဆိုတာအဆုံးထိကြည့်ပြကြပေါ့နော် interview မှာဖြေထားပါတယ်ကျွန်တော်ဘသူ့ကိုထုတ်ရှင်လဲတော့သူမထင်တာရဲ့လူဖြစ်နေတာတော့အားနာပါတယ်တကယ်ဘယ်ကိုဖက်ဆက်ကလည်းကျွန်တော်ပြောရရင်လေ main ကလေးလည်းမညာဘူးလို့ပြောတာပဲအဲ့ဆိုတော့အားနာပါတယ်တွေ့ပါမယ်မဟုတ်ဝေကြည့်ပါမယ်အခုမှပြန်တွေ့ပြီအားနာအားနာနေအခုမှပဲ ရပါတယ်ဘာဖြစ်ဝင်နိုင်ရပါလဲမုတ်ကြွေးရမှာပေါ့မရလဲမတက်နိုင်ပေါ့ပြောခဲ့တာကိုကြီးညာထားတာတော့နိုဝင်ဘာ23လို့တော့ပြောထားပါတယ်ဒီလာမယ့်နိုဝင်ဘာ23မှာဒီကစားပွဲလေးအားစပြီးတော့ထွက်တော့မှာပေါ့နော်ဆိုတော့ဒီကစားပွဲလေးကိုအာပြိသက်တွေအနေနဲ့အဆောက်အအုံကြီးရှုပေးကြဖို့အတွက်ကိုလည်းဒီကနေ့ပြောရှင်းပါတယ်ကစားပွဲမှာကျွန်တော်ဘယ်လိုမျိုးတွေကစားထားလဲဘယ်လိုတွေဝင်ပြိုင်ထားလဲဘယ်သူတွေနဲ့ဘယ်လိုထိတ်တိုက်တွေ့ရလဲဆိုတာကိုလည်းဒီအစီအစဉ်ထွက်လာတဲ့အခါကြည့်ပေးကြပါတော့နော် အဲအားလေးပြောရှင်ပါတယ်ခင်ဗျာဒီကစားပွဲကပြောရှင်စရာကြီးနူးစရာအပြင် စိတ်လှုပ်ရှားမှုတွေလည်းအပြည့်ပါဝင်နေတာဖြစ်တာဖြစ်တဲ့အတွက်အာထွက်လာတဲ့အခါမှာတော့ရာသမျိုးစုံတော့ကွဲနေမှာပေါ့နော်အပြည့်ပြိသက်တွေကလည်းတယောက်ချင်းတယောက်ချင်းစီတိုင်းမှာအဖန်တွေရှိကြတာဆိုတော့အဲ့ဖန်တွေဘယ်လိုပြောကြမလဲဒါရယ်လဲကျွန်တော်တို့စိတ်လှုပ်ရှားနေပါတယ်အဲ့တော့ဟို ီဟာလေးကိုကစားပွဲနဲ့ပြောပွဲရှင်ပွဲနဲ့နဲ့ပဲကြည့်ပေးကြပါဗောနော်အဲတကယ် reality show ဖြစ်တာဖြစ်တဲ့အတွက်အခိုက်ခိုက်တာတွေဖြစ်တာတွေလည်းဖြစ်တတ်တယ်ဖြစ်တာတွေလည်းရှိခဲ့တယ်အဲ့တော့ဒန်ယာဒန်ချက်တွေလည်းရကြတယ်အဲ့တော့အဲ့ပုံမှာအာပရိသတ်တွေအနေနဲ့စိတ်မကောင်းဖြစ်တာမျိုးလည်းရှိကောင်းရှိလာနိုင်တယ်ဆိုတော့ဒါလေးကိုလည်းနားလေပြီးဖြစ်ပြီးပြီးတော့တွေ့ပြီးပြီးတော့ကြည့်ပေးကြပါလို့ပြောရှင်ပါတယ်